င်တဲ့ကြီးတဲ့ရှာတွေပိုင်ဆိုင်ထားတဲ့တရဝါသို့မဟုတ်ဝေလငါမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့ဝေလငါတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဝေလငါများသည်ကဘာပေါ်ရှိ အချီမဆုံးသော တရဝါများဖြစ်ကြပြီးအလွန်စိတ်ဝင်စားဖွယ်ကောင်းသောရေတရဝါများဖြစ်ကြပါတယ်ဝေလငါအများစုသည်အေးတဲ့အစာရှာနေမြေကနေ မွေးဖားဖို့အတွက်ပူနွေးတဲ့ရေတိမ်ပိုင်းဒေသတွေစီကိုရွှေ့ပြောင်းလာကြပါတယ်။မွေးဖားချိန်မှာမိခင်ဝေးလာငါဟာရေအောက်မှာကလေးတွေကိုမွေးဖားပြီးတာနဲ့ချက်ချင်းဆိုသလိုအသက်ရှူနိုင်အောင်ရေမျက်နှာပြင်စီကိုတွန်းပို့ပေးရပါတယ်။ကလေးဝေးလာငါတွေဟာမွေးဖားပြီးပထမဆုံးမိနစ်ပိုင်းအတွင်းမှာပဲကိုခန့်နိုင်ဖို့လိုအပ်ပါတယ်။သူတို့ရဲ့ကြီးထွားနှုန်းကအမကန်းပါပဲ။ဝေးလာငါးလေးတွေဟာတနေ့ကိုနှုတ်ကလန်တရားကျော်ဆိုပြီးတရက်ကို၉ပေါက်နီးပါဝိတ်တက်ကြပါတယ် သူတို့ဟာတစ်နှစ်အတွင်းမှာအရွယ်အစား၃ဆ၄ဆလောက်ကြီးထွားလာကြပါတယ်။ဒီလိုအချိန်အဟုန်ပြင်းတဲ့ကြီးထွားမှုကသူတို့ရဲ့ဘဝဆောင်ဝန်းမှာအသက်ရှင်ရပ်တည်ဖို့အဓိကကြပါတယ်။အခြေခံလိုအပ်ချက်ပြီးပြည့်စုံတာနဲ့ဝေလာငါမိသားစုဟာရွှေပြောင်းခီးစဉ်ကိုစတင်ကြပါတယ်။ဝေလာငါအများစုဟာနှစ်စဉ်ရသည့်အလိုက်အကြီးအမားဆုံးခီးတယ်တွေဖြစ်ကြပါတယ်။နွေရာသီမှာသူတို့ဟာအေးတဲ့ဝင်ရိုးစွန်းဒေတာတွေစီကိုတွားပြီးအစာစားကြပါတယ်။ဒီနေရာမှာ Chris, ပလက်တန်နဲ့ငါးအုပ်ကြီးတွေပေါ်များပါတယ်။သူတို့ဟာဒီအချိန်မှာတနစ်စာလိုအပ်တဲ့အစီတွေကိုစူဆောင်းကြရပါတယ်။ဆောင်းရာသီမှာတော့ကလေးမွေးဖို့နဲ့အပန်းဖြေဖို့ပူနွေးတဲ့ရေတိမ်ဒေသတွေစီကိုပြန်လာကြပါတယ်။ဒီခေတ်စဉ်အတွင်းမှာသူတို့ဟာအစာလုံးဝမစားဘဲသူတို့စူဆောင်းထားတဲ့အစီတွေကိုအသုံးပြုပြီးအသက်ရှင်ကြရပါတယ်။ဝေလာငါးတွေဟာညံရင်ထက်မြက်ပြီးဆက်ဆံရေးမှာအလွန်အားကောင်းပါတယ်။ တို့ဟာရေအောက်မှာဆက်သွယ်ဖို့အတွက်သချင်းများနဲ့ကလစ်တံများကိုအသုံးပြုကြပါတယ်။ဝေးလာငါးများကိုအဓိကအားဖြင့်အုပ်စုနှစ်ခုခွဲခြားနိုင်ပါတယ်။သွားပါလောဝေးလာငါးများ၎င်းတို့တွင်သွားများရှိပြီးတကောင်ချင်းသုံးမဟုတ်အုပ်စုငယ်များဖြင့်ငါးများစကွတ်များနဲ့ ခြားရင်းနေတံဝါများကို လိုက်လံစားတောက်ကြပါတယ်။မုတ်စိတ်အယိုးပါတော့ဝေလာငါများ။၎င်းတို့တွင် သွားများစာဘေးလင်းခေါ်သောစပင်ကဲ့သို့သော အမြင်များရှိပြီး၎င်းတို့ကိုရေမအစာ အများအဖြစ်ခရီးကဲ့သို့သောတင်းငယ်သည့်တက်ရှိများကိုစစ်ထုတ်ရန်အသုံးပြုကြပါတယ်။၎င်းတို့သည်အများအဖြစ်သွားပါသော ဝေလာငါများထက်ပိုကြီးကြပါတယ်။နေထိုင်မှုပုံစံနှင့်ဇီဝကမ္မပိရာ ဝေလာငါးများသည်ငါးများကဲ့သို့ဗဟတ်ဖြင့်အသက်မရှူဘဲ၎င်းတို့၏ဥကောင်းထိတ်ရှိဟောက်ထုတ်သည့်အပေါဘလုံးဖိုးမှတစ်ဆင့်လေကိုရှူသွင်းရှူထုတ်ကြပါသည်။ရေမျက်နှာပြင်ပေါ်သို့တက်လာမှသာအသက်ရှူကြရပါသည်။ဝေလာငါးများသည်အသက်ရှူခြင်းမရှိဘဲမိနစ်60အထိရေအောက်တွင်နေနိုင်စွမ်းရှိပါသည်။ဝေလာငါးအများစုသည်အဖွဲလိုက်နေထိုင်ကြပြီးအချင်းချင်းဆက်သွယ်ရန်အတွက်ရှုပ်ထွေးသောအတံများနှင့်အချင်းများကိုအသုံးပြုကြပါသည်။ ဒီနေ့တော့ဝေလာငါးတွေအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဒီ blog ကိုကြည့်ရှုပြီးဝေလာငါးတွေအကြောင်းကို ပုံမှန်နားလည်သွားလိုက်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာ နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ